မမင်္ဂလာပါမေမေဒီဗီဒီယိုလေးကမေမေမန္တလေးကိုအလဲလေးသွားတော့ဘယ်လျှောက်လည်ကောင်းလဲလို့စဉ်းစားရင်းနဲ့သွားခဲ့တဲ့နေရာလေးတစ်ခုရှိပါတယ်အဲ့ဒါဘယ်နေရာလေးလဲဆိုတော့ဗီဒီယိုလေးအဆုံးကိုကြည့်ပေးကြပါနော်ကဲအရင်ဆုံးမေမေဟိုတယ်ကနေပြီးတော့6နာရီထွက်လာတယ်ပြီးတော့မနက်စာသွက်စားပါတယ် ိုင်ဒီယာလေးအရန်ကိုကောင်းပြီးတော့အရန်ကိုတန့်ပြန်လို့အရန်စိတ်တက်ကြခဲ့ပါတယ်နော်မန္တလေးကနေသွားမယ်ဆိုလို့ရှိရင်တော့နှစ်နာရီကြာကြာလောက်ကြာတယ်ပေါ့နော်ဒါတော့မြင်းမြန်မောင်းတာပေါ့အဲ့လိုမှမဟုတ်ဘူးပုံမှန်လေးပဲသွားမယ်ဆိုလို့ရှိရင်တော့နှစ်နာရီခွဲသုံးနာရီနေပါလောက်ထိတော့သွားရတယ်အနာကိုရောက်လာလေးရှုခင်းနေရအရင် အရင်လာတယ်မေဘေးကတောင်ပြော်လေးဆိုတော့တောင်မြင်တာနဲ့ကိုပြောနေတာ တို့အဲ့လမ်းမတန်းကနေတောက်လျှောက်သွားပြီးတဲ့ချိန်မှာအမလမ်းတလန်းကိုကြွေခိုင်းနေပေါ့နော်အဲ့ဒီကိုကြွေလိုက်တယ်။ကြွေပြီးတဲ့ချိန်မှာတောက်လျှောက်သွားရင်းနဲ့တောင်နေအနီးကကြီးမြင်နေရတော့အယံအယံကိုလှတယ်ပေါ့နော်။မမဘယ်လည်းမနေနိုင်တဲ့တပုံစင်းရဲလိုက်တယ်။ဒီမှာပဲမြောက်ကညင်နေဦးပတ်ဆော့ပါတယ်။နောက်ခန်းနေလဲတက်တယ်။အမဘေးတွေလိုက်ခိုးစည်းရဲ။ကဲပြီးတော့ကခမဘောရောက်သွားပါပြီ။ရောက်တော့လည်းညင်မနေပါဘူး။ နာပဲညီပါတယ်ပြီးတော့တက်ပြီးတော့ကနေပါတယ်ကဲမြောက်ဆော့လို့ပါပါပြီဆိုတော့ဆက်ပြီးတော့တော်ကြပါတယ်အနားနီလာလေးရှုခင်းနေရပို့ပို့ပြီးတော့လှလာပါတယ်အမမောင်လေးတို့တအုပ်စုနဲ့တွေ့ပါတယ်ကဲသူတို့နေဆယ်ဖီဆွဲရိုက်မယ်ဆိုပြီးတော့အောက်ကိုဆင်းလိုက်ပါသေးတယ်ဒါပေမဲ့သူတို့ကအုပ်စုတောင်းတော့ကွာလဲကြောက်တယ်ပေါ့နော်ကြောက်တော့မတိမတာလေးကားပေါ်ပြတ်တက်မယ်ဆိုပြီးတော့ကားလာရောက်တော့တကားဖွင့်ရင်သူတို့ကလန့်သွားမှာသူတို့အပေါက်ကနေပဲခွာပြီးတက်လိုက်တာလေ ကဲပြီးတော့ဘယ်လိုသတ်ပြီးတော့သွားတယ်ဘယ်လိုကြာချိန်ကတော့နှစ်နာရီကျော်ကျော်လောက်ပဲကြာရပေါ့နော်ဒါပေမဲ့ဘယ်လိုဟိုမြင်မြန်မောင်းလာလဲပါတယ်ကဲအခုဆိုရင်မေမေတို့ရောက်ပါပြီသူ channel မှာသူကပကင်းလေးလုပ်ပေးထားတယ်မေမေတို့9နာရီရောက်ပါတယ်ကဲအခုမေမေတို့ရောက်ပါပြီဒါပြီးတော့ဒီမှာမေမေတို့ကားထားခဲ့ရမယ်ထားပြီးလို့ရှိရင်ဟိုဘက်ကိုမေမေတို့လှေနဲ့ဆက်သွားမှာပေါ့နော်အခုမေမေတို့ရောက်တာကတော့9နာရီလောက်ရောက်ပဲ9နာရီခွဲဟိုတရထွက်လာတယ် အဲလမ်းမှာနေအဘရိတ်ဖက်စားတာတွေရောအဲတပုံစင်ရိုက်တာပါရောအချိန်ကြာသွားဆိုတော့9နိုင်လောက်ရောက်တယ်။9နိုင်ခွဲ check in ဝင်ရတယ်။အဲ4နိုင်လေးခွဲလာမသိချာတော့ပေါ့နော်။ဒီရှောက်လန်းဒီလန်းလေးဆိုအရန်လှအရန်မိုက်တခါမှတော့မှဒီ freedom မကန်လာဘူး။တောင်းနေဆိုလည်းအရန်မိုက်။ကဲ။မေဘအခုသွားတဲ့နေရာကတော့တန်းလောင် ecology ပါ။ ီနေရာလေးပဲဖြစ်ပါတယ်ဒီနေ့ဘဝမှာဟိုဘက်လို့ရှိရင်တော့ delivery တွေအများကြီးလုပ်လို့ရတယ်လို့ပြောတယ်တိုက်တောင်းတက်လို့ရလည်းရှိရဲ့ရေကူးမယ်အကုံပေါ့နော်ကဲအခုဒီဆက်လင်းကိုဘယ်လိုသွားမှာပေါ့နော်အဲ့ဒါဒီမှာတက်ဖို့ညလာပြီ so apo tai tan zo ta mo ta ra kimi beru di hun ne ma ka ye khe pi yo bat ko li si wa ba de ွှေးနေရအရင်လာတောင်းလန်းနေရလည်းအရင်လာတော့ဒီထဲမှာရင်အီချဲနေပထမဆုံးရတာဘလုံးလင်းဘီရုဆက်သွားရင်နေโอเคပါပြီ toy နဲ့မေမေတို့ငားထားတဲ့နေရာလေးကိုလိုက်ပြပါရစေ။အာတခုရှိရကမေမေတို့ကြိုပြီးငားထားတဲ့နေရာကပုံပြပြီးတော့ငားထားတာပေါ့နော်။ဒီနေရာလေးယူမေတို့ငားထားတာ။ဒါပေမဲ့ဟိုရောက်တော့ သူတို့ပြီးတဲ့တနေရာရရတယ်ပေါ့နော်ညအိတ်ကလူတွေအခုဒီမချက်ကမလုပ်သေးလို့တဲ့အဲ့လိုပြောရဲဒါပေမဲ့ဘယ်လိုပြန်ပြီးတော့အကြောင်းကြားထားတာပါတကူမှမရှိပေါ့နော်အဲသူတို့အဲ့ဒီ service provider နည်းနည်းလိုအပ်မလို့တော့ထင်တယ်ဘယ်လိုဆိုလူတွေအရင်များတဲ့အတွက်အများကြီးလက်ခံရတဲ့အတွက်ပေါ့နော်ခန္ဓာပြုတ်လေးနားပြီးတော့ဒီကလေးတယောက်ကို မိချီရဲ့ဘာဒီဗီဒီလုပ်လို့ရလဲဆိုတော့သူကတောင်းတလို့ရပေါ့မင်း20လောက်ပဲကြာတယ်အာအရင်လည်းမဝေဘူးမမြင်လည်းမမြင်ဘူးပေါ့နေပူနီလို့ဟိုဒီလိုမျိုး၆၆ကက်ကက်လေးနဲ့သွားလို့ရတယ်ဘယ်လိုမိုးရိုက်လာရလဲဆိုလို့ရှိရင်တလန်လုံးရှုပ်နေလို့ရှိနေမှထင်တယ်ဒီမှာ hiking လေးစလုပ်ပါတယ်သူကမိနစ်20လောက်ပဲတက်ရရဲ့တဲ့တိတ်တော့မမြင်ဘူးပေါ့နော်အရန်ရန်ရန်လှတယ်ဒီမှာ အော်ခဏဘလောက်မှမတက်ရသေးဘူးအောက်ခြေလေးပဲရှိသေးအပေါ်ရောက်ရှူကင်းနေအများကြီးမြင်ရသေးရဲ့ပြောရပါတော့ရမ်းမိုက်တယ်ရာဒီဦးတို့ဒီနေ့ကတော့မုံမြွာဘူးအဲနေတာလေဆိုတော့ဖေးဖေးဖေးပေါ့နော်နည်းနည်းတော့ပူကေဆက်တက်ကြမယ် ပေါ်ရောက်လာလေရှုကင်းကြီးကအရန်ကိုလှလာပါတယ်။လုံးဝတက်ရလဲအမိုးပြေပါပဲ။နေပူပေမဲ့လည်းဘလောက်ပဲမောမောအမိုးပြေပါတပါရဲသွားပါရဲသွားရင်းနေမင်းဆယ်လောက်နေတော့ရောက်ပါပြီလုံးဝကြီးရအရှိန်နဲ့စင်းနေရ အမညာလေးကလည်းအရှမ်းလာတာပုံမှာပေါ့နော်ရေကုန်ကအများကြီးနဲ့အုပ်တယ်ဆိုလို့ရှိရင်အမရေဆိုရင်ပြောစရာတော့ကောင်းပါဒါပေမဲ့နေကအရင်ပူနေဆိုတော့ဒီချိန်နဲ့ရေသွားစိန်လာလို့ရှိရင်အတိုင်းမေးပြပြီးတော့ပြီလာသွားမှာပုံမှာသူကတန့်လို့မျိုးနှစ်ခုရှိရပေါ့အမနားယူလို့ရပါတယ်ကဲအခုဆိုလို့ရှိရင်တော့အပေါ်ကိုရောက်ပါပြီအာပုံမှာရေကုန်ကလေရေစီးကျန်းလာဆိုတော့ပြောမနေဘူးနေပြောတက်လာတဲ့ချိန်ကနှိမ့်လေဘတ်ဆိုတော့လေအရင်ပူလေရေထဲလည်းမသိလား ဲဆိုပူလို့ဟိုဖြစ်တာတကယ်လို့မိုးလေးရွာထားတာမိုးအုပ်လေးနဲ့ဆိုလို့ရှိရင်တော့နေလို့ကောင်းတာပေါ့နော်နေရမ်းပူနေတဲ့အချိန်ပဲဒီနေ့လာရင်ပြန်နေရမ်းပူတယ်အဲ့နေ့ထက်ပူနေအခုကြည့်ပဲမိုးမအုပ်သေးဘူးကြက်ခဏနားပြီးလို့ရှိရင်တော့အောက်ပြန်ဆင်းပါမယ်မအရမ်းပူရဲတခြားလူတွေတော့ရေကူးလာရပါတော့ရှိရမှာเนาะမြေသိမ့်တာပေါ့ရေကူးလာမှာရေကူးကရေစီအရင်တန့်ကဲခဏနားလိုက်ပါဦးမယ်ပြီးလို့ရှိရင်အောက်ပြန်ဆင်းပါမယ်အောက်မှာပြတ်သွန်းနားပါမယ် သူကလည်းချွေးပါရထွက်တာလည်းတိတ်သွားပြီဆိုတော့တဘုံစင်ရပါတယ်ရေကောနားလေးမှာကိုကြီးရဲ့ရှုခင်းကြီးဆိုလို့ရှိရင်လည်းအရင်ရင်ကိုလာပါလေတောင်းရင်တော့ဒီရှုခင်းကြီးကြည့်ရတယ်တော်တော်တန်နေပါပြီကဲကွန်မေဘဲလို့ပုံမှာတနိုင်နီဘလောက်လာယူပြီးတော့အောက်ပြင်ဆင်ပါလေချင်းရှင်ရှာ တန်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 ဒီသက်တောင်းမိရောအတွက်ညအုပ်တဲ့ချိန်ကြီးရရှိတယ်ဗောနော်ညအုပ်လိုက်ညပြန်ပူလိုက်နဲ့အဲ့လိုရသေးဘူးလို့ဒီချိန်ကြီးဆိုတော့ညလို့တော့ကောင်းပါသေးတယ်သေဝိုင်းလေးအောင်ပါဆိုတော့ဘယ်လိုအောက်ပြန်ရောက်သွားပါပြီအောက်ရောက်တော့ပြန်မော်လာတဲ့အတွက်နောက်တစ်ပြုတ်နာဒီလောက်နှီးပြီးတော့ နေ့လယ်ပိုင်းကျတော့ lunch စားဖို့လုပ်ပါတယ် lunch ကလည်းသူတို့ကကျွေးပါတယ်ပေါ့နော် lunch ကတော့သူတို့ဟိုဘက်မှာတော့စားလဲရသလိုမျိုးတို့ဒီတက်နေမှာသူလာဖို့ခိုင်းနေရတယ်ပေါ့နော် lunch ကတော့ဒီမှာမြင်းနဲ့တိုင်းပါပဲလုံးဝကိုအရာသာလုံးဝရှယ်ကောင်းဒါဆိုလို့ရှိရင်နောက်တစ်ခါစားပြီးမှပြန်မယ်လို့တော့လုပ်တာ ကဲဘာလို့လို့ရလဲဆိုပြီးတော့ကြည့်ရချိန်မှာရီရီကုန်ဘက်ကိုလိုက်ပြမယ်လို့ပြောရဲသူကလီနဲ့သွားရမှာပေါ့နော်ဒါပေမဲ့မဲရိုးသွားမလို့လုံနေချိန်မှာလူတွေကအရင်များနေမဲရိုးရှိမှာတယ်မဲရိုးလည်းဦးမြောင်းလိုက်တော့အဲ့ဒီရီကူးမယ်ဆိုတဲ့တွားကြည့်ရင်းနဲ့အမှလည်းရီကူးမှုကလည်းပြည့်နေရေပေါ့နော်ရီရီကုန်ဘက်ကိုသွားမယ်ဆိုတော့လည်းဟိုကနည်းများတော့ပေါ့နော်နာလီမာပဲတပုံလေးရရင်းနဲ့အလားပဲယူခဲ့ပါတယ်ဒီပရီလာအများကြီးတော့မလုပ်ခဲ့ဘူးပေါ့နော်တိမိရရဲ့အရင်လှရသိမယ်ဆိုလို့ရှိရင်တော့အမောပြည့်မှာပါ ်ဒါပေမဲ့လူကြားရဲ့လာတာတော့မှလူဆော်များရဲ့ဆိုရင်တော့လူများတာမကြိုက်ဘူးဆိုလို့ရှိရင်တော့နောက်ပိုင်းလူပါသွားတဲ့အချိန်ကျမှအေးစစလာချင်းတော့ဘူကောင်းမလို့တော့ထင်ပါတယ်ဒီလိုလေးရမဆုံးသွားခဲ့လို့ရှိရင်လည်းကောက်ချာမှာတရားလေးစီစဉ်လေးလုပ်ပြီးသွားပြီးရော activity လေးလေးအကုန်လုံးလုပ်ဖို့စဉ်းစားပါတယ်။ web video လေးကိုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နော်။ဒါ